အလုံးမဲ့မင်္ဂလာပါမရွှေမပြောင်းနိုင်တဲ့ပစ္စည်းရောင်းချတဲ့နေရာမှာရောင်းချသူဘက်ကနေပြီးတော့ဆောင်ရွက်ပေးရမယ်တာဝန်နေနဲ့ပတ်သက်ပြီးတော့ဥပဒေဘူးသူတာအနေနဲ့ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့မရွှေမပြောင်းနိုင်တဲ့ပစ္စည်းကိုရောင်းချမယ်ဆိုလို့ရှိရင်ရောင်းချသူဘက်ကနေပြီးတော့ဒီမရွှေမပြောင်းနိုင်တဲ့ပစ္စည်းမှာအိမ်ချမ်းမြေကိုပေါ့နော်မိမိပိုင်ဆိုင်ကြောင်းเนาะအရှုပ်ရှင်းကင်းကြောင်း မိမိကိုယ်တိုင်ပိုင်ဆိုင်ခွင့်ရှိကြောင်းကို ရှင်းပြရမယ်တာဝန်ရှိပါတယ်။နောက်တစ်ခုကကြတော့ချိုယွင်းချက်တွေအားလုံးကိုလည်းရှင်းပြပေးရမယ်တာဝန်ရှိပါတယ်။စာရုပ်စာတမ်းအားလုံးကိုပြသရမယ်တာဝန်ရှိပါတယ်။ ဆေးရံပေးတဲ့ကာလတော်အတွင်းမှာဒီပစ္စည်းကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်တာဝန်လည်းရှိပါတယ်เนาะအယောင်းဝယ်ပြီးဆုံးသွားမယ်ဆိုလို့ရှိရင်ပစ္စည်းနဲ့စာရွက်စာတမ်းတွေအားလုံးကိုတရားဝင်လွှဲပြောင်းပေးရမယ်တာဝန်လည်းရောင်းချသူမှာရှိပါဆေးရံပေးပမာဏတဝက်ထက်ကျော်လွန်တယ်ဒါမှမဟုတ်ရင်တဝက်ပြည့်မယ်ဆိုလို့ရှိရင်ပိုင်ဆိုင်မှုကိုတဝက်ပေးရမယ်တာဝန်လည်းရှိပါတယ်เนาะနောက်တစ်ခုကအခွန်အခတွေကိုပေးဆောင်ရမယ်တာဝန်လည်းရှိတယ် ဝယ်ယူသူကိုကိုယ်စားလှယ်လွှဲစာလွှဲပေးရမယ်။ တာဝန်ရှိတယ်။နောက်ဆုံးတစ်ခုကကြတော့မှတ်ပုံတင်စာချုပ်ချုပ်ပေးရမယ်။ခုနကအိမ်ချမ်းမြေအယောင်းဝယ်စာချုပ်ကိုနော်စာချုပ်စာရန်မှတ်ပုံတင်ရုံးမှာမှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးရမယ်တာဝန်ရှိတယ်။နောက်တစ်ခုကကြတော့မှတ်ပုံတင်ရောင်းဝယ်စာချုပ်ချုပ်ဆိုရန်ဆိုပြီးတော့မှတ်ချက်ပါတယ်နော်။အဲမြေပုံမြေယာဇဝင်လို့ခေါ်တဲ့ပုံစံ105 106ကိုလည်းထုတ်ပေးရမယ်တာဝန်ကရောင်းချသူပေါ်မှာအဲတာဝန်ရှိပါတယ်လို့ဥပဒေဘူးဒုတာအနေနဲ့ဆွေးနွေးပေးလိုက်ရပါတယ်ရှင်။